ိသတ်များအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာမေလ30ရက်ဓမီစီမာပရိုင်တိုင်းမီစီမာသတင်းအစီအစဉ်ကနေကြိုဆိုပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်နဲ့အတူမီစီမာဝိုင်းတော်သူဝိုင်းတော်သားတွေကတင်ဆက်ပေးသွားမှာပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ရန်ကုန်ကခြံမှတ်54မှာရှိတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မပါမြေတဝက်ကိုအရင်ရောင်းချဖို့ဥအောင်ဆန်းဦးရှောက်ထားလိုက်တဲ့သတင်း ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မော်ခီးနဲ့ဘရင်တော်တက်စကန်ကို KNLA ပူပေါင်းတက်ကတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။အာနာသိန်းစကောင်စီတက်နဲ့ဆက်နွယ်သူတွေပိုင်ဆိုင်တဲ့မော်ဘီကဆိုင်ကန်၃ကန်လက်ပြဘုံနဲ့တိုက်ခိုက်ခံရပါတယ်။အာနာသိန်းစကောင်စီကိုနိုင်ငံချားငွေပုံမရရှိစေမဲ့ရေနံနဲ့တဘဝဓာတ်ငွေစီမံကိန်းသစ်ထိုင်းနဲ့စကောင်စီတို့အကြားလက်မှတ်ရေးထိုးလိုက်ပါတယ်။ နေဇာပြစ်ခတ်မှုတွေအတွက်ထိုင်းနဲ့ကမ္ဘောဒီးယားကြီးတက်ဦးစီးချုပ်တွေတွေးဆောင်တဲ့သတင်းတွေအပါအဝင်ဒီနေ့အတွက်နောက်ဆုံးရရွှေစင်းနဲ့ငွေစင်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာပထမဆုံးသတင်းတပုတ်အနေနဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ခြံအမှတ်54ကနိုင်ငံတော်ရဲ့အတိုင်းပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့နေအိမ်မပါမြစ်တဝက်နီးပါးကိုခြံပြီးကျန်းမြစ်တအီကကိုအရင်ရောင်းချဖို့ဥအောင်ဆန်းဦးက ကမာရွက်ခရိုင်တရားရုံးမှာမေလ29ရက်မနေ့ကရှောက်ထားလိုက်တယ်လို့အမှုနဲ့နှိဆက်သူကမီစီမာကိုပြောပါတယ်။အဲ့ဒီမြေတဤကကိုလေလံတင်ရောင်းချတာမဟုတ်ပဲလေလံမတင်ပဲရောင်းချတာနဲ့ပတ်သက်ပြီးတော့ဘလို့ပြုတ်လို့ဖို့ရှိကြောင်းမသိရသေးပဲတရားရုံးရဲ့အမိန့်အပေါ်မှာမူတည်ကြောင်းအဲ့ဒီနှိဆက်သူကပြောပါတယ်။ဦးအောင်ဆန်းဦးနဲ့ဒေါအောင်ဆန်းစုကြည်တို့ရဲ့မိခင်ဒေါခင်ကြည်အမိပေါ့ချန်အမတ်54ဟာ1.6လက်နှစ်ဤကကျေဝန်းပြီး လက်ရှိမှာတော့ဒေါအောင်ဆန်းစုကြည်ရဲ့နေအိမ်အပါအဝင် မြေဤက3.93ဤကကိုခြံထားပြီးကြံတဝက်ကိုအရင်ရောင်းချဖို့ခြောက်ထားလိုက်တာဖြစ်ပါတယ်။အဒီကိစ္စနဲ့ပတ်သက်ပြီးတော့နောက်ယုံချင်းကိုလာမဲ့ဂျွန်လ9ရက်နေ့ကိုပြန်လည်ချိန်းဆထားပြီးဒေါအောင်ဆန်းစုကြည်ရဲ့ရှင်းနေအဖွဲ့ဘက်ကရှောက်လေးချက်ပေးရမယ်လို့သိရပါတယ်။ချမ်းမ54အမွေဆိုင်အမှုနဲ့ပတ်သက်ပြီးတော့အဲ့ဒီချမ်းမရှိတဲ့နှစ်ထပ်အိမ်နဲ့မြေတဝက်ကိုဒေါအောင်ဆန်းစုကြည်က၎င်း တထက်တိုက်တဲ့မြစ်တဝက်ကိုဥအောင်ဆန်းဦးကလကောက်ခွဲဝယ်ယူဖို့ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကလွန်ခဲ့တဲ့2016ခုနှစ်ကတည်းကအမိန့်ချမှတ်ခဲ့ပါတယ်။အဲ့ဒီအပေါ်မှာဥအောင်ဆန်းဦးကမကျေနပ်တဲ့အတွက်ခြံဝန်းတစ်ခုလုံးကိုလေလံပစ်ပြီးရလာတဲ့တန်ဖိုးကိုတယောက်တဝက်ခွဲဝယ်ယူဖို့ဒေါခင်ကြီးမသေးဆုံးခင်ကသူ့ရဲ့တူဖြစ်သူဥခင်မောင်အေးကိုအမွေပေးခဲ့တဲ့ခြံမက်54ထဲကရှိတဲ့နောက်ထပ်အိမ်တစ်လုံးနဲ့မြေကိုပါထက်သွင်းခွဲဝယ်ဖို့အယူခံအစစ်စစ်တက်ခဲ့ရာ ပေချခံခဲ့ရပြီးအာနာသိန်းကာလ2022ခုနှစ်ထဲမှာပြည်ထောင်စုတရားလွှတ်တော်ချုပ်ကဥအောင်ဆန်းဦးရဲ့ရှောက်သားချက်တွေအတိုင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ဥအောင်ဆန်းဦးကခြံမှတ်50လဲတစ်ခုလုံးကို ပထမအကြိမ်ကျပ်335ဘီလီယံဒုတိယအကြိမ်ကျပ်300ဘီလီယံတတိယအကြိမ်ကျပ်290ဘီလီယံနဲ့စတုတ္ထအကြိမ်ကျပ်290ဘီလီယံနဲ့ဈေးလျှော့ကလေလံပစ်ခဲ့ရမှာ၄ချိန်စလုံးဝယ်ယူသူမရှိခဲ့ပါဘူး။ ဒါကြောင့်နောက်တစ်ကြိမ်ရောင်းချမှုမှာတော့လေလံဈေးနှုန်းကိုဒေါအောင်ဆန်းစုကြည်ဘက်ကသတ်မှတ်ပေးဖို့ဥအောင်ဆန်းဥဘက်ကတင်ပြခဲ့ပေမဲ့တရားရုံးကမေလာ22ရက်နေ့မှာပေချခဲ့တာကြောင့်လက်ရှိမှာတော့တဤကကိုခွဲဝဲပြီးရောင်းချဖို့ထပ်ပြီးဥအောင်ဆန်းဥဘက်ကတင်ပြလာတာပါတစ်ဖက်မှာလည်းဒေါအောင်ဆန်းစုကြည်ရဲ့ရှင်းနေအဖွဲ့ကကာယကံရှင်ဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်အနေနဲ့ရှင်းနေအဖွဲ့နဲ့တွေ့ခွင့်မရတဲ့အခြေအနေမှာ ်ခြံအမှတ်54ကိုလေလံတင်ရောင်းချဖို့ဆောင်ရွက်နေမှုတွေအပေါ်ရုံချိန်တွေမှာအစဉ်တစိုက်ကန့်ကွက်ခဲ့ကြပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ဒီခြံအမှတ်54နဲ့ပတ်သက်ပြီးတော့ဂျားကာလာအမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်သွားမယ်လို့ကြေညာထားပြီးတော့ဘသူမစောဒီခြံအမှတ်54ကိုပိုင်ဆိုင်တာရောင်းချတာဖျက်ဆီးတာပါအဝင်တားမြစ်ချက်တွေကိုဖောက်ဖျက်ကျူးလွန်ရင်ထိထိရောက်ရောက်အေးအေးယူသွားမယ်လို့တတိပေးထားပါတယ်ခင်ဗျာ။ အခုနောက်ထပ်တိုက်ပွဲသတင်းတပုတ်နဲ့ဆက်ချင်ပါတယ်။ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်အတွင်းမှာရှိတဲ့အာနာသိန်းစစ်ကောင်စီရဲ့မော်ခီတပ်စခန်းနဲ့ဘရင်တော်တပ်စခန်းတွေကို KNLL ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးလို့ရှစ်တန်းသတင်းရင်းမြစ်တွေကအတည်ပြုပြောပါတယ်။မေလ30ရက်ဒီကနေ့မနက်4နာရီအချိန်လောက်မှာမြောက်ဝတီမြို့နယ်အတွင်းမှာရှိတဲ့အမြင့်ဆုံးတောင်ကုန်းပေါ်မှာရှိတဲ့ဘရင်တော်တပ်စခန်းကိုတိမ့်ပိုက်နိုင်လိုက်တာဖြစ်ပြီးတော့မော်ခီတပ်စခန်းကိုတော့ ဒီနေ့မနက်10:00နာရီဝန်းကျင်အချိန်မှာထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အဒီစကန်တစ်ခုလုံးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးထွက်ပြေးသွားကြတယ်လို့သိရပါတယ်။မြဝတီမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ရဲ့ကနဲလေးစကန်ကို KLL ပူပေါင်းတပ်တွေကအရင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်မိုခီတပ်စကန်နဲ့ဘရင်တော်တပ်စကန်ကိုဆက်လက်တိုက်ခိုက်ရာမှာစကန်တစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကရလည်းပူပေါင်းတက်တွေဟာထိုင်းမြန်မာနေဆက်ကစစ်ကောင်စီတပ်စခန်းတွေအားလုံးကို အပြိတိုက်ဖယ်ရှားရှင်းနေနိုင်ဖို့ထိုးစစ်တွေကိုအချိန်အဟုန်မြင့်ဆောင်ရွက်နေတယ်လို့သိရပါတယ်ခင်ဗျာအခုနောက်ထပ်သတင်းတပုတ်အနေနဲ့ရန်ကုန်မြို့မော်ဘီမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်နဲ့ဆက်နွယ်သူတွေပိုင်ဆိုင်တဲ့ဆိုင်ကန်း၃ခန်းကိုလက်ပြပုံနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန် Army YA တပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်မော်ဘီမြို့နယ်ရန်ကုန်ပြည်အဝေးပြေးလမ်းမကြီးပေါ်မှာရှိတဲ့ တက်ကြီးကောင်းကြီးရောအုပ်ချုပ်ရမှု အောင်သူနဲ့မိသားစုဝင်တွေပိုင်ဆိုင်တဲ့စတိုးဆိုင်ကွန်ပျူတာမိတူဆိုင်ဂက်ဆိုင်တို့ကိုမေလ30ရက်နေ့ည9:55မိနစ်အချိန်မှာဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဆိုင်ကန်၃ခန့်တွေတွဲပြီးဖြန့်ထားတာပါ။တခန်းကိုလက်ပြပုံတစ်လုံးစီပစ်ခဲ့တာပါ။ကက်ဆိုင်တဲ့ပြစ်တဲ့အလုံးကမကွဲဘူးကံကောင်းသွားပါတယ်လို့ 1A တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ် အဲ့ဒီအုတ်ချုပ်ရည်မှုအောင်သူနဲ့မိသားစုဟာစကောင်စီလေတက်အငိမ့်စားဝန်တန်းတွေဖြစ်ကြပြီးတော့သူ့ရဲ့ညီအငယ်ဆုံးဖြစ်သူဟာလက်ရှိအာဏာသိမ်းစကောင်စီလေတက်မှာတာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ WA တပ်ဖွဲ့ကပြောပါတယ်။ဒီအချက်အလက်တွေနဲ့ပတ်သက်ပြီးတော့မီဆီမာကတီးခြားအတီးပြုတ်နိုင်တာတော့မရှိသေးပါဘူး။ဒီလိုလက်ပြပုံနဲ့ပြစ်ခတ်တိုက်ခိုက်မှုမှာဆိုင်ကန်းတွေရဲ့ထိခိုက်ပျက်စီးတာတွေကိုနေမြေခံရဲဘော်တွေစီကမေးမြန်းထားဆဲဖြစ်တယ်လို့လည်း WA တပ်ဖွဲ့တာဝန်ရှိသူတွေကမီဆီမာကိုပြောပါတယ်။ ီတိုက်ခိုက်မှုကိုရန်ကုန်မြို့ပြပျောက်ကြားတွေဖြစ်ကြတဲ့ဂျန်ကုန်အာမီ YA နဲ့အတူအနောက်ပိုင်းခရိုင်ပါကဖတို့ကပူပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်တိုက်ခိုက်ပေါ်ပြင်ဆင်နေတဲ့အချိန်မှာဈေးဆိုင်အတွင်ပြည်သူတွေရှိနေတဲ့အတွက်ထိခိုက်မှုမရှိစေဖို့စောင့်ဆိုင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလုံခြုံဘေးကင်းတဲ့နေရာကိုရောက်နေပြီလို့လဲ YA တာဝန်ရှိသူတွေကပြောပါတယ် လေတက်မှာတာဝန်ထမ်းဆောင်နေတဲ့သူတာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေနဲ့ပတ်သက်တဲ့ဆွေမျိုးမှန်သမျှကိုကျွန်တော်တို့တိုက်ခိုက်သွားမယ်လို့ YA တာဝန်ရှိသူတွေကပြောပါတယ်။အာနာသိစကောင်စီတဲ့ထိန်းချုပ်ထားဆဲစိုးမို့ထားတဲ့ရန်ကုန်မြို့မှာအခုလအတွင်းစကောင်စီတဲ့ဒေါက်တာတွေအုပ်ချုပ်ရမှုတွေစကောင်စီနဲ့ပတ်သက်ဆက်နွယ်သူတွေမကြာခဏတိုက်ခိုက်ခံနေရတာပါ။ပြီးခဲ့တဲ့မေလ22ရက်နေ့ကလည်းစကောင်စီတဲ့ရဲ့ နိုင်ငံတော်ကာကွယ်ရေးတပ်ကစုံမှလုံခြုံရေးဆိုင်ရာဘာသာရပ်တင် जा ပေးနေသူဝနာကျော်ထင်ဘွေရအငိမ့်စားဘုံမှုချုပ်ချိုထုံးအောင်ကိုသူ့ရဲ့နေအိမ်မှာပဲမြို့ပြပျောက် जा တပ်ဖွဲ့ကတနတ်တွင်နဲ့ပြစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်ခင်ဗျာ။ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့ Gulf Petroleum မြန်မာနဲ့အာနာသိန်းစစ်ကောင်စီလက်အောက်ခံစွမ်းအင်ဝင်ကြီးဌာနမြန်မာရေနံနဲ့သဘောဝဓာတ်ငွေ့လုပ်ငန်းတို့အကြားမေလ29ရက်နေ့ကနေပြည်တော်မှာလက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။မုတ်တမကန်းလွန်လုတ်ကွက်အမတန်မင်းရဲသူစီမံကိန်းမှာရေနံနဲ့သဘောဝဓာတ်ငွေ့ရှာဖွဲတူးဖို့ထုတ်လုပ်သုံးစွဲနိုင်ဖို့အတွက်ထုတ်လုပ်မှုအပေါ် ခွဲဝယ်ခံစားရစာချုပ် PSC ကိုလက်မှတ်ရေးထိုးချုပ်ဆိုခဲ့တယ်လို့အာဏာသိမ်းစစ်ကောင်စီရဲ့မေလ30ရက်ဒီကနေ့ထုတ်ကြေးမုံသတင်းစာမှာဖော်ပြပါတယ်ဒီစီမံကိန်းကနေရလာမယ့်အကျိုးအမြတ်တွေကိုဘယ်လိုခွဲဝယ်ခံစားဖို့ရှိတယ်ဆိုတာကိုတော့အာဏာသိမ်းစစ်ကောင်စီကထုတ်ဖို့ပြောကြတာမရှိပါဘူးစီမံကိန်းကြီးမဲချက်အနေနဲ့လာမယ့်2028အတွင်းမှာပထမဦးဆုံးသဘောဝဓာတ်ငွေစတင်ထုတ်ယူနိုင်မယ်လို့ကြီးမန်းထားကြောင်းသိရပါတယ်။ ဒီစီမံကိန်းမှာရေနံနဲ့သဘွားဓာတ်ငွေ့လုပ်ငန်းတွေမှာငွေကြေးထည့်ဝင်မှုအားကောင်းလာတာနိုင်ငံခြားငွေပုံမရှာဖွေပေးနိုင်တာပြည်တွင်းအလို့အကိုင်းအခွင့်အလမ်းပေါ်ပေါက်လာတာနဲ့ပြည်တွင်းရေနံနဲ့သဘွားဓာတ်ငွေ့လိုအပ်ချက်ကိုတစ်ဖက်တစ်လမ်းကနေဖြည့်ဆည်းပေးနိုင်ခြင်းစတဲ့အကျိုးကျေးဇူးတွေရရှိမှာဖြစ်ကြောင်းစစ်ကောင်စီခန့်စွမ်းအင်ဝင်ကြီးဥက္ကိုကိုလွင်ကစာချုပ်ချုပ်ဆိုတဲ့အခမ်းအနားမှာပြောပါတယ်လက်ရှိထုတ်လုပ်နေတဲ့ကမ်းလွန်စီမံကိန်းတွေမှာ ထုတ်လုပ်မှုတွေကြာဆင်းလာနေပြီးစီမံကိန်းပြီးဆုံးမဲ့ကာလတွေနှီးကဲ့လာတဲ့အတွက်အလားအလာကောင်းတွေရှိတဲ့လောက်ကပ်တွေမှာရေနံနဲ့သဘောတက်ငွေလှုပ်ဆောင်မှုလုပ်ငန်းတွေလုပ်ကြိုက်ဖို့စီမံနေကြောင်းလဲစစ်ကောင်စီဝန်ကြီးကပြောပါတယ် လက်ရှိအာဏာသိမ်းစစ်ကောင်စီနဲ့လက်မဲ့ရေးထိုးလိုက်တဲ့ထိုင်းကုမ္ပဏီ Gulf Petroleum မြန်မာဟာထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့စီးပွားရေးလုပ်ငန်းဒါရိုက်တာအဖွဲ့ဝင်အုပ်ချုပ်မှုဒါရိုက်တာတဦးဖြစ်ခဲ့ပြီးတော့ဝန်ကြီးချုပ်ဟောင်းချက်ပလီရောင်ချိုင်ယူရဲ့အကြံပေးဖြစ်ခဲ့တဲ့ထိုင်းသတိကြီးချက်ချိုင်ဂျန်ဘယ်ရွန်းကကြောထောက်နောက်ခံပေးထားတဲ့ပုတ်ကလိကရင်းနှံတဲ့သဘောတန်းငွေကုမ္ပဏီတစ်ခုဖြစ်တယ်လို့ Justice for Myanmar က2022ခုနှစ်ဇွန်လထဲမှာထုတ်ပြန်ခဲ့ဖူးပါတယ်အဲ့ဒီကုမ္ပဏီမှာ စင်ကာပူနဲ့ဩစတြေးလျနိုင်ငံတွေမှာစီးပွားရေးလုပ်ငန်းတွေရှိတဲ့ထိုင်းနိုင်ငံအခြေဆိုင် NATA Gulf Petroleum Group ရဲ့အစိုးရပိုင်းတရဖြစ်ပြီးတော့လက်ရှိ Gulf Petroleum မြန်မာရဲ့ဥက္ကဋ္ဌမှာ Smart Group of Companies ရဲ့ Director နဲ့ဥက္ကဋ္ဌဖြစ်တဲ့ဦးကျော်ကျော်လှိုင်ဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဒီ Gulf Petroleum မြန်မာဟာ2022ခုနှစ်မှာ ရဲတခွန်ကမ်းလွန်သဘောဓာတ်ငွေစီမံကိန်းရဲ့ပိုက်လိုင်းကို မလေးရှားနဲ့ဂျပန်စီးပွားရေးလုပ်ငန်းတွေစုပေါင်းအဖွဲ့ကရယူခဲ့ပြီးတော့ဥရောပသမဂ္ဂ EU နဲ့အမေရိကန်ပြည်ထောင်စုကဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ထားတဲ့စစ်အုပ်စုထိန်းချုပ်ထားတဲ့မြမရေနံနဲ့သဘောဓာတ်ငွေလုပ်ငန်း MOGE နဲ့မိဖက်ဆောင်ရွက်ခဲ့တယ်လို့လည်း Justice for Myanmar GFM ရဲ့အချက်အလက်တွေအရသိရပါဗျ။ မြန်မာနိုင်ငံမှာလက်ရှိအချိန်ထိရေနံနဲ့သဘွားတန်းငွေ2.4ထုတ်လုပ်နေတဲ့ယတနာရဲတခွန်ဇောတိကရွှေကန်းလွန်စီမံကိန်း၄ခုထပ်မံရှာဖွေထုတ်လုပ်နိုင်ရေးဆောင်ရွက်နေတဲ့ကန်းလွန်စီမံကိန်းနှစ်ခုစုစုပေါင်း6ခုရှိတာဖြစ်ပြီးတော့အခုလက်မှတ်ရေးထုတ်လိုက်တဲ့မင်းရဲသူစီမံကိန်းဟာတတ္တမမြောက်ကန်းလွန်စီမံကိန်းကြီးတစ်ခုဖြစ်ပြီးတော့အာလာသိန်းစကောင်စီလက်ထက်ပထမဆုံးအကောင်အထည်ဖော်နိုင်တဲ့စီမံကိန်းဖြစ်တယ်လို့လည်းသိရပါဗျ။ အခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်နေဆက်ပြစ်ခတ်မှုတွေအတွက်ထိုင်းနဲ့ကမ်ဘောဒီးယားကြီးတက်ဦးစီးချုပ်တွေတွေ့ဆုံခဲ့ကြပါတယ်ဒီအကြောင်းအပြည့်အစုံကိုကိုရောင်နီကဆက်ပြီးတင်ဆက်ပေးမှာပါခင်ဗျာနေဆက်ပြစ်ခတ်မှုအတွင်းကမ်ဘောဒီးယားစစ်သားတဦးသေဆုံးသွားခဲ့ပြီးတဲ့နောက်ကမ်ဘောဒီးယားနဲ့တင်းမာမှုတွေရှော့ချဖို့သဘောတူခဲ့ကြောင်းထိုင်းစစ်တပ်ကကြားသာပေးနေမှာပြောပါတယ် အရှေ့တောင်အာရှနှစ်နိုင်ငံအကြားစီးရီးယားပစ်ခတ်မှုတွေ2008ခုနှစ်ကပေါ်ပေါက်ခဲ့တာပါ။အဲဒီနောက်ပြတ်တောင်းပြတ်တောင်းအကြမ်းဖက်မှုတွေနှစ်ပေါင်းများစွာဖြစ်ပွားခဲ့ရာအနည်းဆုံး28ဦးသေဆုံးခဲ့ရပါတယ်။တပ်မှုဗိုလ်ချုပ်ကြီးပနာကလူပလွတ်တုတ်ကကမ္ဘောဒီးယားတပ်မှုတွေနဲ့တွေ့ဆုံခဲ့ပြီးအခင်းဖြစ်ပွားရာနေရာကနေနှစ်ဖက်တပ်တွေစုခွာပေးဖို့သဘောတူခဲ့ကြတယ်လို့ထိုင်းကြီးတဲ့ပြောရေးဆိုခွင့်ရှိသူဝမ်ထိုင်းဆူဗရီက ကြေညာချက်ထုတ်ပြန်ပြောပါတယ်။ နေဆက်ပြိပခပြဿနာဖြေရှင်းရေးအတွက်ပူးတွဲနေချာကော်မတီနှစ်ပတ်အတွင်းတွေ့ဆုံမယ်လို့လည်းသူကဆက်ပြောပါတယ်။ နယ်စပ်မှာထိုင်းကြီးတက်တဲ့အပြန်အလှန်ပစ်ခတ်ရာကနေကမ္ဘောဒီးယားစစ်သားတဦးဗုဒ္ဓုံးတွေကတေဆုံးခဲ့ရတယ်လို့ကမ္ဘောဒီးယားစစ်တပ်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အရှိတောင်အာရှထိပ်သီးအစည်းအဝေးကိုကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပြီးအာဆီယံအဖွဲ့ကြီးအနေနဲ့ပုံမူပူပေါင်းဆောင်ရွက်သွားကြဖို့ကတိပြုခဲ့ကြပြီးတဲ့နောက်မှာကြာမြင့်စွာကလေးကအကဲဆက်နေတဲ့နယ်စပ်ဒေသမှာအခုလိုရှာရှာပါပါတေဆုံးမှုပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယားနယ်ကြားဆောင်ဘက်ကပြစ်ခတ်လို့သူတို့စစ်သားတွေကပြန်လည်ပြစ်ခတ်ခဲ့တာဖြစ်တယ်လို့ထိုင်းစစ်တပ်ကဗိုလ်တုံးနေမှာပြောပါရယ်ကမ္ဘောဒီးယားဘက်ကအပြစ်ရဖို့မြစ်တာရက်ခံခြင်းမပြုမီတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်10မိနစ်ခန့်ပြစ်ခတ်ခဲ့ကြတယ်လို့ထိုင်းစစ်တပ်ကပြောကြားထားပါရယ်ထိုက်တန်တဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေးဆက်သုံးစီဈေးနဲ့စားအုပ်စီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုမြစည်းမသတင်းထောက်ကိုမြတ်သူရကစူးစီးတင်ဆက်ပေးပါပါခင်ဗျာ။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစက်ကောင်စီသတ်မှတ်ဈေး1100ကျပ်ပြင်ပပေါက်ဈေး4480ကျပ်စင်ကာပူဒေါ်လာကိုစက်ကောင်စီသတ်မှတ်ဈေး1628တက်သမ1ကျပ် ြင်ပပေါင်စေ3482ချာဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2369ဒသမ54ချာပြင်ပပေါင်စေ9103ချာထိုင်းပါတပတ်ကိုစစ်ကောင်စီတတ်မှတ်စေ64ဒသမ12ချာပြင်ပပေါင်စေ139ဒသမ19ချာလေရှာတမင်ကိကိုစစ်ကောင်စီတတ်မှတ်စေ495ဒသမ18ချာ ြင်ပပေါ့စေ1059ကျပ်ပေါ့စေရှိပါတယ်ပေါ်ပြပါငွေလဲလဲနှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးညပြည်တွင်ရွှေစင်းနှုံးတွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုံတဲ့အသင်းတတ်မှတ်စေ58သိန်း9000ကျပ်ပြင်ပပေါ့စေ86သိန်း3000ကျပ်စကားပဲတစ်ချက်သားကိုရွှေကုံတဲ့အသင်းတတ်မှတ်စေ54သိန်း9385ကျပ်ပြင်ပပေါ့စေ83သိန်း8000ကျပ် ပေါ့စေးရှိပါတယ်။ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်တလီတာကို2405ကျပ်၊ပရီမီယံဒီဇယ်တလီတာကို2960ကျပ်၊အော်ဒိတ်92တလီတာကို2855ကျပ်၊အော်ဒိတ်95တလီတာကို2930ကျပ်ပေါ့စေးရှိပါတယ်။ပေါ်ပြပါ73စီစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရစားအောင်စီဈေးနှုန်းတွေကတော့စားအောင်စီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6390ကျပ်ပြင်ပပေါက်စေ8500ကျပ်ပေါက်စေရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်ဓမီစီမပရိုင်တိုင်းမီစီမသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ချူအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကတင်ဆက်ပေးခဲ့တာပါ ဒမီစီမာပရိုင်တိုင်းသတင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာကနေတောက်ကြနေ့အထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။ ညစီမပံပိုးမှုကို လိုအပ်နေပါတယ်။ဒါကြောင့်အခုပဲပံပိုးမှုကိုစတင်လိုက်ပါ။